ပြည်သူတွေကိုဘုံကျဲတက်ဖြတ်ဖို့ရန်အတွက်မြန်မာအာဏာသိမ်းစစ်ကြုံးကောင်စီအတုံးပြုဖို့ပြင်ဆင်နေရဲဂျိုင်ရိုကော့ပတာဆိုတာဘယ်လိုမျိုးလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တော်လန်ခီးသွားဆိုတဲ့ Revolution Traveler YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးပါဦးဒီနေ့မှာတော့ မြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီကပြည်သူတွေနဲ့တော်လန်ရေးအင်အားစုတွေကိုအကြမ်းဖက်ဖို့ရဲ့အတွက်အသုံးပြုဖို့ပြင်ဆင်နေတဲ့ဂျိုင်ရိုကော့ပတာအကြောင်းကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာ။ဒီနေ့မှာတော့ကျွန်တော်ကထူးခြားတဲ့လေယာဉ်ပုံစံတစ်ခုဖြစ်တဲ့ဂျိုင်ရိုကော့ပတာကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီဂျိုင်ရိုကော့ပတာတွေကိုအာဏာသိမ်းစစ်ကောင်စီကတော်လန်ရေးအင်အားစုနဲ့ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်ဖို့ရန်အတွက်အသုံးပြုနိုင်တယ်လို့သတင်းတွေထွက်နေကြတာပဲဖြစ်ပါတယ်။ စက်တက်လေဒီလို့ခေါ်တဲ့ပါရာမော်တာတွေကို အသုံးပြုပြီးပြည်သူနဲ့တော်လန်ရေးအင်အားစုတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ပြုလုပ်နေခဲ့ရာကနေမြန်မာအာဏာသိမ်းစစ်ကောင်စီကဒီဂျိုင်ရိုကော့ပတာလို့ခေါ်တဲ့ဒီလေရင်အသေးစားတွေကိုပြောင်းလဲအသုံးပြုဝင်ရန်အတွက်ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီဂျိုင်ရိုကော့ပတာတွေကိုတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံရဲ့စစ်ရေးလုပ်ငန်းတွေမှာကောင်းကောင်းအသုံးချနေတာမျိုးရှိပြီးတော့စွမ်းဆောင်ရည်မြင်မာတဲ့ရင်ငယ်တစ်မျိုးလည်းဖြစ်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ရှုံးစစ်ကောင်စီအနေနဲ့ဒီဂျိုင်ရိုကော်ပတာတွေကိုအသုံးပြုပြီးတော့မန္တလေးနဲ့စကိုင်းမကွေးစတဲ့အညာအရက်ဒေသတွေကိုလေချောင်းကနေထောက်လန်းရေးပြုလုပ်တာတွေလေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်ပါတယ်ဒီနေရာမှာစစ်ဘက်ဆိုင်ရာသုံးဂျိုင်ရိုကော်ပတာနဲ့အရက်ဘက်သုံးဂျိုင်ရိုကော်ပတာဆိုပြီးတော့လဲကွဲပြားပါသေးတယ်စစ်ဘက်ဆိုင်ရာသုံးဂျိုင်ရိုကော်ပတာတွေရဲ့အခြေခံတွေကိုကျွန်တော်လေ့လာထားသလောက်ပြောပြပေးပါမယ်ကျွန်တော်ကလက်နက်တွေကျွမ်းကျင်နေသူတယောက်မဟုတ်ပဲ တာမန်လေးလာသူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့တင်ပြမှုမှာအနှဲငယ်လွဲချုံနေတာလေးတွေပါခဲ့မယ်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကြိုပြီးတော့တောင်းပန်ပါရစေခင်ဗျာဒီ gyrocopter တွေမှာအသုံးပြုထားတဲ့ engine ကတော့ piston engine ကိုသာအသုံးပြုထားပြီးတော့သူ့ရဲ့မြင်းကောင်ရီကတော့100ကနေပြီးတော့135မြင်းကောင်ရီလောက်ထိအောင်အားရှိပါတယ်ဒီစစ်ဘက်ဆိုင်ရာသို့ gyrocopter တွေမှာ light ပါနိုင်တဲ့လူဦးရေကလည်း တဦးကနေ၃ဦးအထိလိုက်ပါနိုင်ပြီးတော့ထိုင်ကုန်ပုံစံတွေကရှေ့နောက်လည်းရှိတယ်လို့မျိုးဘေးတိုက်အလျာလိုက်ပြင်ဆင်ထားတာမျိုးတွေလည်းရှိပါလေအပေါ်မှာအသုံးပြုထားတဲ့ router လို့ခေါ်တဲ့ဒီပန်ကဒလက်က10မီတာကနေ9မီတာအထိရှိပြီးတော့26ပေကနေပြီးတော့ပေ30အထိကောင်ရှေ့လျားလာပါတယ်ဒီ gyrocopter တွေအနေနဲ့အများဆုံးတည်ဆောင်နိုင်တဲ့အလေးချိန်က900 kg ကနေပြီးတော့600 kg လို့ပြောပြီးတော့ပေါင်အားဖြင့်ဆိုရင်တော့ ပေါင်1100ကနေပြီးတော့1320ပေါင်အထိတည်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ဒီဘာပစ္စည်းမှတင်ဆောင်ထားခြင်းမရှိတဲ့ gyrocopter ဒဇီးရဲ့ပုံမှန်အလေးချိန်ကဆိုရင်တော့250 kg ကနေပြီးတော့မှ350 kg အထိဖြစ်ပြီးတော့ပေါင်အားဖြင့်ပြောမယ်ဆိုရင်950ပေါင်ကနေပြီးတော့850ပေါင်အလေးချိန်ရှိပါတယ်။ ဒီနေရာမှာမောင်းနှင်သူနဲ့တိုက်ခိုက်ရေးပစ္စည်းတွေပါပါလာပြီးဆိုရင်တော့ဒီဂျိုင်ရိုကော့ပတာပေါ်မှာထပ်မံတင်ဆောင်နိုင်တဲ့အလေးချိန်ကတော့180 kg ကနေပြီးတော့250 kg အထိအောင်ဖြစ်ပါတယ်။ဒီဂျိုင်ရိုကော့ပတာတွေဟာတနာယီကိုကီလိုမီတာ90ကနေပြီးတော့ကီလိုမီတာ160လောက်အထိပြန်တန်းနိုင်ပါတယ်။ဒီဂျိုင်ရိုကော့ပတာတွေရဲ့အမြင့်ဆုံးပြန်တန်းနိုင်တဲ့နှုန်းကလည်း180 kg ကနေပြီးတော့မှ200 kg အထိပဲဖြစ်ပါတယ်။ အကွာဝေးအပြင်းဆိုလို့ရှိရင်တော့ကီလိုမီတာ400ကနေပြီးတော့600လောက်အထိပြန်တန်းနိုင်တယ်လို့ဆိုပါတယ်ဒီဂျိုင်ရိုကော့ပတာတွေဟာလေပေါ်မှာဒီ3နာရီကနေပြီးတော့မှ9နာရီအထိပြန်တန်းနေနိုင်ပြီးတော့မှဒီဂျိုင်ရိုကော့ပတာတွေမှာတက်ဆင်ထားတဲ့စီတိုင်ကီပေါ်မှာလည်းမူတည်နေပြန်ပါသေးတယ်ဒီဂျိုင်ရိုကော့ပတာတွေကအမြင့်ပေအားဖြင့်ဆိုလို့ရှိရင်ကီလိုမီတာပေါင်း3000ကနေပြီးတော့9000ပေါ့နော်ပေအားဖြင့်ဆိုရင် 1000ကနေပြီးတော့16500လောက်အထိအောင်ပြန်တန်းနိုင်တယ်လို့သူ့ရဲ့အချက်အလက်တွေကဖော်ပြနေပါတယ်။ပြီးလို့ရှိရင်လည်းဒီပြန်တန်းနိုင်မှုရန်အတွက်သူ့ရဲ့ပြေးလန်းအရှိရာဆိုရင်လည်းအများကြီးလိုတာမဟုတ်ဖဲနဲ့မီတာ100ကနေပြီးတော့မီတာ200အထိလိုအပ်တာပဲဖြစ်ပါတယ်။ပြေးလန်းအလျားတိုးတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာသို့ဂျိုင်ရိုကော့ပတာတွေမှာ ုံမှန်အဖြစ်ကတော့ဆက်တနက်တွေ rocket အသေးစားတွေအပြင်ဘုံသီးတွေကိုလည်းတင်ဆောင်ထားနိုင်တယ်လို့တခြားသောစစ်လက်နက်ကရိယာတွေကိုလည်းလိုအပ်တယ်လို့တက်ဆင်အသုံးပြုလို့ရအောင်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ထောက်လန်းရေးအတွက်စစ်ဘက်ဆိုင်ရာသုံးကင်မရာတွေကိုလည်းတက်ဆင်ထားနိုင်ပြီးတော့မှညာဘက်တွေမှာအသုံးပြုနိုင်ဖို့ infrared sensor တွေပါတဲ့ညာကြည့်ကင်မရာတွေစတာတွေကိုလည်းဒီ gyrocopter တွေမှာတက်ဆင်ထားနိုင်မယ်။အဲ့ဒါတွေအပြင်ကိုမှစစ်ဘက်ဆိုင်ရာသုံး GPS နဲ့ဆက်သွယ်ရေးဆက်တွေကိုလည်း ီဂျိုင်ရိုကော့ပတာတွေမှာတက်ဆင်ထားပါတယ်။နေကြားတွေမှာကင်းလဲ့တာတွေလုံခြုံရေးလုပ်ငန်းစဉ်တွေနဲ့ထောက်လန်းရေးတွေတိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေအတွက်မြန်မာ အာဏာသိမ်းစစ်ရှုံးကောင်စီအနေနဲ့ဒီဂျိုင်ရိုကော့ပတာတွေကိုအသုံးပြုလာနိုင်တာပဲဖြစ်ပါတယ်။တေချာတာကတော့မြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီကပြည်သူတွေကိုဘုံကျဲတက်ဖြတ်ဖို့အားထုတ်လာတဲ့နေရာမှာဒီဂျိုင်ရိုကော့ပတာတွေကိုကောင်းကောင်းကြီးအသုံးပြုလာနိုင်တာပဲဖြစ်ပါတယ်။ လက်ရှိစစ်ရှုံးစစ်ကောင်စီအတုံးပြူနေတဲ့ရဟယင်းလေးနဲ့ရှင်မဲဆိုလို့ရှိရင်လည်းဒီဂျိုင်ရိုကော့တာတွေဟာကုန်ကြစရိတ်နေပါတယ်ပြီးတော့ပြင်ဆင်ထိမ့်သိမ်းရလဲလွယ်ကူတယ်ပေါ့ပေါ့ပါပါလဲအတုံးပြူနိုင်ပါလေဂျိုင်ရိုကော့တာတွေကိုတော်လန်ကြီးအင်အားစုတွေနဲ့ပြည်သူတွေကိုအကြမ်းဖက်ဖို့ရတဲ့အတွက်အာဏာသိမ်းစစ်ကောင်စီကပြင်ဆင်နေတယ်လို့ကျွန်တော်တို့သတင်းတွေမှာတွေ့နေရပါတယ်ဒါပေမဲ့လည်းဒီနေ့ဒီအချိန်ထိအောင်တော့တုံးနေတာမျိုးမတွေ့ရသေးပါဘူး ဒီအရက်ဘတ်သုံးဂျိုင်ရိုကော့ဖတာတွေမှာကြတော့လေမောင်းနှင်သူတဦးအပြင်ကိုမှနောက်ကစီးနှင်းသူတဦးလည်းလိုက်ပါနိုင်ပါတယ်ကျွန်တော်တို့ဒီစစ်ဘက်ဆိုင်ရာသုံးဂျိုင်ရိုကော့ဖတာနဲ့ဒီအရက်ဘတ်သုံးဂျိုင်ရိုကော့ဖတာတွေမှာဆိုရင်တော့ဟိုအနည်းငယ်ကွာခြားမှုလေးတွေတော့ရှိနိုင်ပါတယ်စစ်ဘက်ဆိုင်ရာသုံးဂျိုင်ရိုကော့ဖတာလို့ဆိုလိုက်ပြန်လို့ရှိရင်လေတရုတ်နိုင်ငံထုတ်ဂျိုင်ရိုကော့ဖတာတွေရှိတယ်အော်စီနိုင်ငံထုတ်ဂျိုင်ရိုကော့ဖတာတွေရှိတယ်ပြီးရင်ရုရှားနိုင်ငံနဲ့အမေရိကန်နိုင်ငံထုတ်တွေလည်းရှိပါသေးတယ်ဒီဂျိုင်ရိုကော့ဖတာတွေဟာလေပေါ်မှာ ဒီအင်ဂျင်တစ်စုံတရာခြွင်ရင်းသွားခဲ့တယ်ဆိုရင်တောင်မှပဲဒီသူ့ရဲ့အပေါ်မှာပါတဲ့ရိုတာလို့ခေါ်တဲ့ပန်ကာကဒီလေကြောင့်လဲပတ်တဲ့စနစ်ဖြစ်တဲ့ဒီအင်ဂျင်ကြောင့်အလုံးလုံးပြီးတော့လဲပတ်တဲ့စနစ်မဟုတ်တဲ့အတွက်ကြောင့်မလို့လေပေါ်မှာဒီဂျိုင်ရိုကော့ပတာရဲ့အင်ဂျင်ပျက်စီးသွားခဲ့ပြီဆိုရင်လည်းသူကဒီအော်တိုဆင်းသက်နိုင်တယ်လို့အချက်အလက်တွေအရာတွေ့ရပါတယ် ဒီသူ့မှာပါတဲ့အင်ဂျင်ကဘာအလုပ်ကိုလုပ်ပေးတာလဲဆိုရင်တော့ဒီသူ့ရဲ့အင်ဂျင်မှာပရိုပယ်လာတစ်ခုရှိပြီးတော့အဲ့ဒီအင်ဂျင်ကဒီဂျိုင်ရိုကော့ပတာကြီးတစ်ခုလုံးကိုရှေ့ကိုရွေလျားအောင် တွန်းပေးထားတာပဲဖြစ်ပါတယ်ဒီအပေါ်မှာပါနေတဲ့ဒီရိုတာကကြာတော့လေချောင်းကြောင့်သူကအော်တိုလေပတ်တဲ့စနစ်ပဲဖြစ်ပါတယ်ဒါကတော့အခုမြန်မာအာနာသိန်းစစ်ကောင်စီအသုံးပြုမယ်လို့ဒီနာမည်ထွက်နေတဲ့တည်င်းတွေထွက်နေခဲ့တဲ့ဂျိုင်ရိုကော့ပတာအကြောင်းကိုကျွန်တော်လေ့လာရသလောက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတင်ပြပေးသွားတာပဲဖြစ်ပါတယ် ဒီမြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီအနေနဲ့ဒီဂျိုင်ရိုကော်ပတာတွေကိုလက်ရှိအသုံးပြုနေပြီဆိုတဲ့တီးကြတဲ့သတင်းအချက်အလက်တွေမရှိပေမဲ့လို့လည်းမြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီကပါရာမော်တာတွေကိုအသုံးချပြီးတော့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်တဲ့ဖြစ်စဉ်တွေအညာမှာအများကြီးဖြစ်နေတာပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့ဒီမြန်မာစစ်ရှုံးစစ်တပ်ကနေပြီးတော့မှအဲဒီပါရာမော်တာတွေကိုတုံးမဲ့အစားဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဂျိုင်ရိုမော်တာဒီဂျိုင်ရိုကော့ပတာပေါ့နော်ဒီဂျိုင်ရိုကော့ပတာတွေကိုပြောင်းလဲအသုံးပြုလာနိုင်တယ်လို့ဒီစီရင်လေးလာတုံးသက်သူတွေကအဲဒါပြောလာတာပဲဖြစ်ပါတယ်အဲဒါအပြင်ကမှဒီဂျိုင်ရိုကော့ပတာတွေကို ဒီပါရာမော်တာတွေမှာအစားထိုးသုံးမယ်လို့သတင်းတွေထွက်လာခဲ့ပြီမယ်လေဒီလက်ရှိလိုင်းမော်မှာပြန့်နှံ့နေတဲ့ပုံတွေကဆိုရင်တော့ဒီတရုတ်နိုင်ငံ PNL ကနေပြီးတော့အသုံးပြုတဲ့အဲဂျိုင်ရိုကော့ပတာပုံတွေတဲ့ဖြစ်ပါတယ်ဒီမြန်မာအာနာသိန်းစစ်ရှုံးကောင်စီအနေနဲ့ဒီပြန်တန်းအသုံးပြုနေသေးတယ်ဆိုတော့အချက်လက်တွေကတိတိကျကျမတွေ့ရသေးဘူးပေါ့နော် အဲဘာပဲဖြစ်ဖြစ်ပါဒါကြောင့်ဒီကျွန်တော်တို့ရဲ့တော်လန်ကြီးအင်အားစုတွေအနေနဲ့အဲဓာတ်အပြင်ပြည်သူတွေအနေနဲ့ကလည်းဒီအာဏာသိမ်းစစ်ရှုံကောင်းစီရဲ့ဒီရှုံမဲမဲနေတဲ့အတွက်ကြောင့်မို့လို့ဒီပစ္စည်းတွေကိုအတုံးပြူပြီးပြည်သူတွေကိုဒုက္ခပေးလာနိုင်တဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့တွေကတတိထားဖို့လိုအပ်ပါလိမ့်မယ် ဟုတ်ကဲ့ဒါတွေကတော့ကျွန်တော်လေ့လာသိရှိရသလောက်ဒီစစ်ဘက်ဆိုင်ရာသုံးဂျိုင်ရိုကော့ပတာနဲ့အရက်ဖက်သုံးဂျိုင်ရိုကော့ပတာတွေအကြောင်းကိုကျွန်တော်ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ